ကချင်းပြည်နယ်ဖားကတ်မြို့နယ်မလန်းကျေးရွာမှာစစ်ကောင်စီနဲ့ KIA KPDF တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ဒီနေ့မနက်ပိုင်းမှာစစ်ကောင်စီက Y12 လေယာဉ်နဲ့ဘုံကျဲပြီးလေကြောင်းကနေကင်းထောင်နေတာဖြစ်ပါတယ်။စစ်ကောင်စီလေယာဉ်ကမနက်9နာရီခွဲလောက်မှာစပြန်နေပြီးမလန်းရွာဘက်ကိုဘုံတွေကျဲသွားတယ်လို့ဖားကတ်ဒေသခံတဦးကပြောပါတယ်။နတ်မဖြစ်ကျေးရွာအုပ်စုတွေပါတဲ့မလန်းကျေးရွာမှာစစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်နေပြီးအောက်တိုဘာ9ရက်မနေ့ကနေ့လယ်12နာရီလောက်မှာလဲ စစ်ကောင်စီက jet fighter နဲ့ပုံကျဲခဲ့တာဖြစ်ပါတယ်စစ်ကောင်စီစစ်ကြောင်းရှိတဲ့နေရာကနေ KRA ရှိတဲ့စိုင်းတောင်ဘက်ကိုအဲ့ဒီမလန်းကျေးရွာကနေသွားလို့ရပါတယ်စစ်ကောင်စီတပ်ကစိုင်းတောင်ဘက်ကိုဦးတည်ကျင်တာလို့ဒေသခံသတင်းရှင်းမြစ်ကပြောတာပါအဲ့ဒီအခြေအနေမှာ KRA ကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးစစ်တပ်ဘက်မှတေဆုံးမှုများပြားတာကြောင့်အခုလိုလေကြောင်းဆက်တိုက်သုံးလာတာလို့သတင်းရှင်းမြစ်ကဆက်ပြောပါတယ်လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်မှုရှိမရှိကိုမသိရသေးပါဘူး ဆိုင်တောင်ကြီးရွာဆိုတာကပြီးခဲ့တဲ့2024ခုနှစ်ထဲမှာ KRA ကတိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ဒါကိုအင်အားတထောင်ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကပြီးခဲ့တဲ့ဇော်လဆန်နဲ့ဩဂတ်လဆန်မှာဖားကန့်ကိုအတုံးလိုက်ရောက်လာပြီး KRA KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာပါ။စစ်ကောင်စီစစ်ကြောင်းတွေကဖားကန့်ပြူဟာလုံခေမိုင်းချက်စစ်ရုံတို့အပြင်မော်ဝမ်းလေးမော်ဝမ်းကြီးမော်မောင်ရှမ်းအမိုက်ပုံတောင်ပြူရှော်ရော့ခမော်တောင်စမ်းကြွယ်နဲ့ယူမာကြီးအရုံမှာရှိနေပြီး လက်ရှိမှာတော့ဆိုင်းတောင်ရွာဘက်ကိုစစ်ကြောင်းထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါကြောင့် KRA ကတော့ဒေသခံတွေစစ်ရေးသတိပြုနေထိုင်ကြဖို့မကြာခဏသတိပေးနေပါတယ်။စစ်ကောင်စီရဲ့လေးချောင်းနဲ့လက်နက်ကြီးအန္တရာယ်အပြင်မြေပြင်စစ်ကြောင်းအန္တရာယ်ကိုပါအထူးသတိပြုကြဖို့ KRA ပြန်ကြားရေးတာဝန်ကဗိုလ်မှူးကြီးနော်ဘူးကသတိပေးထားပါတယ်။လက်ရှိမှာဖားကတ်အပြင်ဗမော်နဲ့ဝိုင်းမော်တို့မှလည်းစစ်ကောင်စီနဲ့ KRA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများနေတယ်လို့သတင်းရရှိပါတယ်ရှင်။